ပေးရဝဲချီချီအလုံးဟာပေါင်းဆက်ပြီးမှလုံလို့ရတယ်။ပေါင်းဆက်မှုမရှိရင်အလုံးမဖြစ်ဘူး။ဒုတိယကိုတယောက်တည်းလို့ဆိုပေမဲ့လို့ကိုခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါရတ္တိကိုအချိမျက်စိကအချိပေးရတယ်၊နားကနားထောင်ရတယ်၊နော်နှာခေါင်းကအသက်ရှူပေးရတယ်၊လျှာကအာဟာရဖြစ်တဲ့နဲ့လုံလုံရတယ်ဆိုလူတွေရဲ့ခန္ဓာကိုယ်မှာလည်းပဲသူ့လုံနဲ့သူ့လုံကြတာပဲ။ ဒါလည်းသူ့ရဲ့ဘဝကိုကွန်ထန်းနေတယ်သူပြောမှာเนาะဒီခန္ဓာကိုယ်အင်္ဂစိတ်ပိုင်းတွေကလည်းခုလိုကုတ္တဝံကိုထမ်းရသလိုပဲသာသနာတော်တွင်ရောက်လာတဲ့အခါမှာလည်းပဲကုတ္တဝံကိုထမ်းရတာဖြစ်တယ်သာသနာတည်းမှာရောက်လာလို့ရှင်ဥပိ္ပဇေဆရာဆိုတာရှိတယ်အာစရိယဆိုတဲ့ဆရာရှိတယ် တပည့်ကအတေဝတိကဆိုတဲ့တပည့်ရှိတယ်တတိဝိဟာရိကဆိုတဲ့တပည့်ရှိတယ်အလောဟာကုတ္တံကိုထမ်းကြတာဖြစ်တယ်ဥပိဇေဆရာကအဓိကကြည်ကြပြီးတော့သွန်သင်ပြတာဆုံးမဩဝါဒပေးရတယ်နေမယင်ကျေးအောင်ထိန်းသိမ်းဆောရှောက်ပေးရတယ်အာစရိယဆိုတဲ့ဆရာကတော့စာပေကျမ်းကမတတ်တာအောင်အဓိကသင်ကြပြီးတော့ပေးရတယ်အာစရိယနဲ့အတေဝတိက အနီးနေတပြိဥပိ္ပဆာယနဲ့တတ္တဝိဟာရိကဥပိ္ပဆေဆရာနဲ့အတူနေတပြိဆိုပြီးမြတ်စွာဘုရားကဝန္တန်၅မျိုးစီကိုတွဲဖက်ပြီးတော့ပေးထားတာသာသနာတောင်ဝန်ကိုထမ်းဆောင်ကြအဲ့ဒီလိုသာသနာတောင်ဝန်ကိုထမ်းဆောင်ကြသည့်အတွက်ကြောင့်မြန်မာနိုင်ငံသို့နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကရောက်ရှိလာတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာ ဒီနေ့ခေတ်မြန်မာပြည်မှာရှင်သန်နေတာဖြစ်တယ်။ဒီလိုရှင်သန်မှုဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး။အဗဒမတံမိုးကြီးမားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမြန်မာလူမျိုးတွေရဲ့ရင်ထဲကိုရောက်ရှိလာပြီးအလုံးဟာမြတ်စွာဘုရားရဲ့အဆုံးအမကို